โอเคအားလုံးပဲမင်္ဂလာပါ fine with science နဲ့ပြန်လဲကျူဆူလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ commercial pilot license ဖြည်ပြီးတော့ base specialization နဲ့ပွင့်တော်လဲဆိုတာကိုတီးပြီးပြီးတော့ထင်ပါတယ်မသိသေးဘူးလားစိတ်ပူပါနဲ့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်နံပါတ်1 ferry flight ferry flight ဆိုတာက maintenance လုပ်ထားတဲ့လေယာဉ်ခရီးသွားနေတဲ့ customer တွေရဲ့လေယာဉ် တို့မဟုတ်လေရင်အစ်စ်တွေကိုဒီလေစိတ်ကနေပြီးတော့ customer ရှိရကိုလေရင်မောင်းပို့ပေးရမယ့် mission ပဲဖြစ်ပါတယ်နံပါတ်1 flight seeing flight seeing ဆိုတာက လေစိတ်တစ်ခုကနေပြီးတော့အဲ့လေစိတ်အမီတဝိုင်းမှာရှိနေတဲ့လာပါတဲ့ရှုခင်းတဲ့ပုံမှာခကြီးတဲ့နဲ့အတူတူပြန်တန်းပြီးတော့မိမိထွက်ခွာခဲ့တဲ့လေစိတ်ကိုပဲပြန်လဲဆင်းတက်ရမယ့်မရှင်ပဲဖြစ်ပါတယ် DVD ပုံမှာတော့မိတ်ဆွေတို့အတွက်ကျွန်တော်က Fairy Fly ရဲ့ Go Mission ကိုဘယ်လိုပြန်တန်းရမလဲဆိုတာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့ Sasana 172 Lien အမျိုးအစားအတွက် Auto Pilot ကိုဘယ်လိုထိန်းချုပ်ပြန်တန်းရမလဲဆိုတာ ကိုအကြံဖြင့်ရှင်းပြပေးသွားပါမယ်ခင်ဗျာ အော်တိုပိုင်လော့နဲ့ပြန်မယ်ဆိုရင်အရေးကြီးဆုံးအချက်ကလေယာဉ်ရဲ့ onboard computer ပေါ်မှာ flight plan ရှိဖို့လိုပါတယ်။ carrier mode မှာတော့ flight plan က automatic ထည့်ထားပြီးပြီးသားဖြစ်ပါတယ်။ကျွန်တော်တို့ free flight ပြန်မယ်ဆိုရင်တော့ flight plan ကိုကိုပါလာကိုရိုက်ထည့်ထားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ onboard computer ရဲ့ CDI setting မှာ GPS ကိုပြောင်းထားပေးရမှာဖြစ်ပါတယ်။ လေရင်လေပေါ်ရောက်သွားပြီဆိုတာနဲ့ auto pilot function ကိုစတင်ပြီးတော့ကစားလို့ရပါပြီအရင်ဆုံးကျွန်တော်တို့ navigation screen လို့ခေါ်တဲ့ကျွန်တော်တို့လေရင်ရဲ့ညာဘက် screen ကိုလမ်းကြည့်လိုက်ပါအပန်းရောင်လေးမြင်နေရတာကတော့အဲ့ဒါကျွန်တော်တို့ flight plan ရဲ့ GPS route ပဲဖြစ်ပါတယ်မြင်နေရတဲ့လေရင်ပုံသေးသေးလေးကတော့ကျွန်တော်တို့လေရင်ရဲ့တည်ရှိရာ location ပဲဖြစ်ပါတယ် ကျွန်တော်တို့လေရင်ကို GPS ရောက်ပေါ်ရောက်သွားဖို့အတွက် heading ကိုခြေရမယ်ပြီးရင် autopilot ကို ဖွင့် heading select mode ကိုဖွင့်လိုက်တာနဲ့လေရင်က heading ရှိရာအတိုင်းကိုပြန်သွားမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ navigation mode ကို on ထားမှာဖြစ်ပါတယ်။ navigation mode ကို on ထားခြင်းအပြင်လေရင်က GPS route ပေါ်ရောက်ပြီဆိုတာနဲ့သူ့ပါတာသူ GPS route အတိုင်းပြန်တန်းသွားမှာဖြစ်ပါတယ်။ လေရင်အနှိမ်အမြင့်ကိုချိန်ဆဖို့အတွက်အောက်မှာလက်တီကျုလို့ခေါ်တဲ့ပတ်တန်လေးရှိပါတယ်အဲ့ဒါလေးကိုအောက်အောက်ပတ်တန်အကြီးကြီးကတထောင်တထောင်ပေအတွက်လဲ့တာဖြစ်ပြီးတော့အပေါ်ကအသေးလေးကတော့ပေတရာအတွက်လဲ့တာဖြစ်ပါတယ်အဲ့ဒါကိုလဲ့ပြီးတော့ကျွန်တော်တို့သတ်မှတ်ထားတယ် five plan ကသတ်မှတ်ထားတဲ့အတိုင်းပေ2400ကိုလဲ့ပြီးတော့ VSP ကို on ထားမှာဖြစ်ပါတယ် VSP ကို on ပြီးတာနဲ့ VSP ဘယ်လောက်နဲ့ပြန်မလဲဆိုတာကိုချိန်ဆထားလို့ရပါတယ် ဒီလိုတမတ်ပေးခြင်းအပြင်လေရင်ကတမတ်အမင်းပေကိုရောက်ပြီဆိုတာနဲ့သူ့ပါရာသူအဲ့အမင်းပေကိုထိန်းပြီးတော့ပြန်တန်းသွားမှဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလေရင်အော်တိုပိုင်လော့ဆက်တင်အကြောင်းကိုအကြံဖြင့်နားလည်လိမ့်မယ်လို့ထင်ပါတယ်နားမလည်ဘူးလားဟုတ်ကဲ့စိတ်မပူပါနဲ့ကျွန်တော်အော်တိုပိုင်လော့အကြောင်းကိုဗီဒီယိုတီးတန်းလုပ်ဖို့အစီအစဉ်ရှိပြီးသားဖြစ်ပါတယ် โอเคကျွန်တော်တို့ရဲ့ destination efforts ကိုရောက်ရှိလို့လာပါပြီဆင်းရပါတော့မယ်ဒါကြောင့်ကျွန်တော် autopilot ကို off ပြီးတော့ကိုပါလာကိုထိန်းချုပ်ပြီးဆင်းပါတော့မယ်ခင်ဗျာ โอเคဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။မိတ်ဆွေတို့သိချင်တာရှိရင် comment မှာပြောလို့ရပါတယ်ခင်ဗျာ။ Microsoft Flight Simulator 2024နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတဘောကြတယ်ဆိုရင်တော့ live and subscribe လေးနှိပ်တော့မမေ့ပါနဲ့။ Bye bye